ောနောက်တစ်ခုကဘာတော့ဆိုရင်အတ္တမဟိတာနဲ့တမဟိတာစိတ်လေးကတည်ငြိမ်မှုမရှိဘူးခဏကဩဒိဆာစိတ်လေးနေတာပြန့်အခုကစိတ်ကဘလို့မှတည်အောင်လုပ်လို့မရစိတ်ကိုအာယုန်တစ်ခုထဲမှာထားဖို့မကြိုးစားလို့မရအဲ့ဒီလိုစိတ်ဟာတမာတိကင်းမဲ့နေတဲ့စိတ်လားသို့မဟုတ်တမာတိရှိတဲ့စိတ်လားလို့ဆင်ញင်ပေးပါလို့မြတ်စွာဘုရားဟောဒီအချက်၁၀နဲ့ ဒါတွေဟာအရေးကြီးတဲ့အချက်တွေမို့ကိုယ့်ကိုယ်ကိုပြုပြင်မှုအတွက်ဆင်ញင်စဉ်းစားခိုင်းတာကဲဆင်ញင်လိုက်ပြီဆိုလိုက်တာနဲ့ဒီပိုင်းနဲ့ contemplation လုပ်လိုက်တယ် contemplation လုပ်လိုက်လို့ရှင်အဖြေဆိုတာပေါ်လာတာပဲလေရှိသလားမရှိဘူးလားစဉ်းစားလိုက်ရင်မရှိရင်မရှိဘူးရှိတယ်အဲလူတွေလည်းဆင်ញင်ပါတယ်မိဖို့ကြောင့်တည်းမှာဆန်းရှိသေးလားဟုတ်လားစီးရှိသေးလားဟုတ်မကြည့်ရင်သိမှာမသိပဲနဲ့ဒါလည်း အဲ့ဒါလိုပဲကိုယ်စိတ်ထဲမှာဓာရီရှိသလားမရှိဘူးလားဒီနှစ်ခုဆင်ញင်သုံးသပ်လိုက်တဲ့အခါကျတော့အဖြေတစ်ခုထွက်လာကဲရှိတယ်ဆိုတဲ့အဖြေထွက်လာမလုပ်နဲ့မကောင်းတာတွေခုနလောဘတွေဖြစ်တယ်ဒေါသတွေရှိနေတယ်မကောင်းတဲ့အနေအထားတွေကိုယ်စိတ်ထဲမှာအကုန်ရှိနေတယ်ဆိုရင်ဘာလုပ်မလဲဆိုတော့ရသော်ဗျာတတိတံပစဉ္ညာ ဓာရီကိုအာယုံမပြတ်ထားပြီးတော့ဆင်ញင်တုံတရားနဲ့မပြောက်ပြောက်အောင်ကြိုးစားပြီးတော့ဖြောက်ပါတဲ့ဒီလိုဆိုလို့တယ်လောဘရှိနေရင်လည်းကြိုးစားပြီးတော့ဖြောက်ပါမကြည်မနှတ်ထားတဲ့ရှိနေလည်းကြိုးစားပြီးတော့ဖြောက်ပါစိတ်ကောင်းတဲ့ဘက်တွန်းဆုံနေရင်လည်းကြိုးစားပြီးတော့ဖြောက်ပါနော်စိတ်တွေလေလွတ်နေတယ်ဆိုရင်လည်းကြိုးစားပြီးတော့ဖြောက်ပါတန်တရားတွေရှိနေတယ်ဆိုရင်လည်းကြိုးစားပြီးတော့ဖြောက်ပါ ဒီလိုစိတ်တူတန်းလို့ရှိရင်လည်းမတူအောင်ကြိုးစားပြီးတော့ဖြောင်းပါခန္ဓာကိုယ်ထဲမှာဒီစိတ်ထဲမှာအမြဲတမ်းပူတတ်တယ်ဆိုလို့ရှိရင်လည်းမပူတတ်အောင်ကြိုးစားပါနောက်တစ်ခါစိတ်ထဲမှာငြိမ်းချမ်းမှုမရှိဘူးဆိုရင်လည်းမဖြစ်အောင်ကြိုးစားပါပြင်းတတ်တယ်ဆိုလို့ရှိရင်လည်းမပြင်းအောင်ပြင်းမှုကိုကြိုးစားပြီးတော့ဖြောင်းပါစိတ်မတည်ငြိမ်ဘူးတမာတိကင်းမဲ့နေတယ်ဆိုရင်လည်းပဲတမာတိကင်းမဲ့မှုမရှိအောင်ကြိုးစားပြီးတော့ဖြောင်းပါ လောက်ထီအောင်ကြိုးစားရမတုံးဆိုတော့မြတ်စွာဘုရားဥပမာပေးထားတာခေါင်းမီးလောင်တဲ့ပုံကတရားဟာတဲ့အဲ့ဒီခေါင်းမီးငိမ့်မို့ရတဲ့အရေးတကြီးလောက်ရတယ်လို့ပဲကိုဝတ်ထားတဲ့အဝတ်တစ်ခုကိုမီးလောင်လို့ရှင်အဲ့ဒါတဲ့အရေးကြီးတာဒီအဝတ်မီးလောင်နေတဲ့အဝတ်ကိုငိမ့်အောင်လုပ်ဖို့အရေးကြီးတယ်လို့နော်အရေးတကြီးလောက်ပါလို့ဒီလိုပြောတာအရေးတကြီးမလုပ်ရင်လူလောင်တော့မှာပေါ့ အေးဒါကြောင့်မလို့ဒီအကုသိုလ်တရားတွေမကြီးထွားခင်ကိုယ်တဏ္ဏကပျောက်သွားအောင်မကောင်းတဲ့အခြေအနေဆိုးတွေကိုဖယ်ရှားပစ်ဖို့ကြိုးစားအားထုတ်ပါလို့ကြိုးစားအားထုတ်ပါလို့ပြောတာဘာနဲ့ကြိုးစားရမှာလဲဆိုတော့ဒီသုတ်တံမှာမြတ်စွာဘုရားဟောမပေးဘူးเนาะဘာနဲ့ကြိုးစားရမှာတော့ဆိုရင်မြတ်စွာဘုရားရဲ့အဖြေတွေအားလုံးဟာမဂ္ဂင်၈ပါးနဲ့ကြိုးစားမှာကြီးပဲကောတတိတံစဉ္ညာနဲ့ကြိုးစားတယ်တတိထာထယုံနဲ့ပဲတော်တော်လေးညော့ပါသွားနိုင် အပြစ်တွေကိုဆင်ញင်ရမယ်အကျိုးကိုဆင်ញင်ရမယ်တစုံတစ်ခုကိုကိုယ်တဏ္ဏမှာမကောင်းတဲ့အရာတစ်ခုဖျောက်ချင်ပြီဆိုရင်သူ့ရဲ့အပြစ်ကိုဆင်ញင်ရှိခြင်းရဲ့အပြစ်ကိုဆင်ញင်မရှိခြင်းရဲ့အကျိုးကိုစဉ်းစားဒီနှစ်ခုနဲ့ဖျောက်လို့ရတယ်နော်ဒါဖျောက်တဲ့ဤတစ်ခုပဲဒေါသကြီးနေဩဒေါသရဲ့အပြစ်တွေကိုဆင်ញင်စဉ်းစားကြည့်ဒေါသရဲ့အပြစ်တွေကိုဆင်ញင်စဉ်းစားပြီးတစ်ဖက်ကဩမေတ္တာတည်းဝင်ချစ်ခင်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုဆင်ញင်စဉ်းစား ဟောအကျိုးနဲ့အပြစ်အဆိုးနဲ့အကျိုးဒီနှစ်ခုကိုစဉ်းကျင်စဉ်းစားကြည့်လိုက်တာနဲ့တပြိုင်နဲ့ပျောက်သွားမှာကိုယ့်အကိုလှုပ်ကြည့်နော်အပြစ်ကိုနာနာစဉ်းကျင်ပေးလို့ရှိရင်အပြစ်ဆိုတာလူတွေကမလိုချင်ဘူးလေမကောင်းတဲ့ဘက်ကအမြဲတမ်းကြည့်ပေးတဲ့အခါကျအော်မကောင်းတာတွေမဖြစ်ရအောင်ဒါဖြင့်ကောင်းတာကိုရွေးတတ်အောင် ကောင်းတဲ့ဘက်ကိုပါစဉ်းကျင်ပေးရတယ်ဒီနှစ်ခုစဉ်းကျင်ပေးတာအဲ့ဒါကိုစားပေးလို့ပြောလို့ရှိရင်သူက အာဒီနဝဓာတဝီအပြစ်ကိုရှုတာအာနိတန္တဓာတဝီအကျိုးကျေးဇူးကိုမြင်တာဟာသူ့ရဲ့အပြစ်ဒေါသကိုဖြောင်းမယ်ဆိုရင်ဒေါသရဲ့အပြစ်ကိုဆင်ញင်ဒေါသကင်းပြီးတော့မေတ္တာတက်ဝင်ခြင်းရဲ့အကျိုးကျေးဇူးကိုဆင်ញင်ဟာဒီနှစ်ခုဆင်ញင်ပေးခြင်းအပြင်ဒေါသရော့ပါသွားမယ်ဒီလိုဆိုလိုတာเนาะ